ရောစကားနဲ့ကျန်တဲ့ဒေသတွေမှာတုံးတဲ့စကားတွေအကြားအသုံးနှုန်းအတန်အတွက်မတူညီပုံတွေကိုကျွန်တော်တို့တော်တော်များများပြောခဲ့ပြီးပါပြီ။အဲ့ဒါလို့ क्वे တာဟာမတော်တဆ क्वे ပြတာမျိုးမဟုတ်တယ်လို့စကားမပြီးလို့စကားဝဲလို့ क्वे ပြတာမျိုးလည်းမဟုတ်ပါဘူး။အတန်အတွက်ပုံစနစ်မတူလို့ क्वे ပြတာဖြစ်ပါတယ်။ဘလို့စနစ်မတူသလဲဆိုတာတွေကိုဒီနေ့ဆက်ပြောကြရအောင်ပါ။ပထမဆုံးငါးတန်နဲ့တက်တဲ့စကလုံးတချို့အတန်တွဲကွဲနေတာကိုနည်းနည်းပြန်ကြည့်ကြရအောင်ပါ။ထမင်းချက်တဲ့ဆန်ကို သူတို့ဘလို့အတန်ထွက်တယ်လဲဆိုတာကိုရောသူကြီးဒေါ်တန်းမေပြောပြတာကိုအရင်ပြန်ပြီးတော့ကျွန်တော်တို့နားထောင်ကြည့်ကြအောင်ပါ။တမန်ချက်တဲ့ဆင်းတမန်ချက်တဲ့ဆင်းကြတော့လေဆင်းကိုခေါ်ရ။ငါတနဲ့စလုံးပေါင်းနဲ့လင်ပန်းကိုသူတို့အတန်ထွက်တာကိုလည်းနားထောင်ကြည့်ပါ။ဟောလန်ဘဲလို့လင်ပန်းကိုလန်ဘဲလို့ပြောတာ။ပလင်းကငတ်တဲ့အတန်ကိုလည်းနားထောင်ကြည့်ရင်ကျွန်တော်တို့ကြံဒေသကအတန်အတွက်နဲ့မတူတာကိုတွေ့ကြရမှာပါပလင်းကိုလည်းပလန့်လို့ခေါ်ရပလန့် ဝါဆွဲငတ်သက်စကလုံးတွေမှာလဲအလားတူပါပဲလေလွင့်နေဆိုတဲ့စကားကိုသူတို့ပြောတဲ့အခါမှာဒီလွန်သွားတယ်လို့ပြောတယ်ဟာရေရွှဲဆိုရင်လဲသူတို့ပြောဖို့အတန်ထွက်ပုံကဒီသွန်းကိုခေါ်ရဟုတ်ကဲ့စနွင်းရောဟဲ့စနွင်းဟန်ဟန်ခဲ့တယ်လားဟုတ်တယ်ဟုတ်တယ်အဲ့ထဲမှာထဲလဲစနွမ်းမုံဒီလောက်ဆိုရင်ငတ်သက်အတန်တွေမှာအတန်အတွက်တော်တော်မတူဘူးဆိုတာကိုသိနိုင်ပါပြီဘလို့မတူတာလဲဘလို့ကြောင့်ကွဲတာလဲ စနစ်တကျကွဲလွဲလာလားဆိုတာကိုတော့ရောနယ်သားဖြစ်တဲ့ဆရာကြီးဒေါက်တာဦးထွန်းတင်ကိုမေးကြည့်တော့အခုလိုပြောပါတယ်ကျွန်တော်တို့ကအေးငါသက်ပေါ့ဟုတ်ကဲ့ငါသက်ကိုအန်အခုကျွန်တော်တို့ဟိုစံစကားမှာ ပြောနေတော့အင်းလို့ပြောမှာပေါ့အင်းဆိုတာဟာငါသက်ကိုပြောပြီမေအတန်းကညာလေးသက်နဲ့အတူတူပဲဗျညာလေးသက်ကိုလည်းအေးမဲ့ထွက်တာပဲငါသက်ကလည်းအေးမဲ့ထွက်တာပဲဒါကဟိုစံစကားမှာပြောတော့ ကျွန်တော်တို့ရောမှာကညာလေးတက်နဲ့ငါတက်မတူဘူးရတန်တွေညာလေးတက်ကိုအင်းလို့ပဲထွက်တယ်အင်းအင်းအင်းမော်ဗျာငါတက်ဆိုလို့ရှာအန်းအန်းအန်းမော်ဗျာအဲ့လိုပွဲတယ်ဗျာရောသူရောသားတွေအတန်ထွက်တဲ့ငါတက်အတန်နဲ့ကျွန်တော်တို့ထွက်တဲ့ငါတက်အတန်ချင်းမတူတာဟာသူတို့ကအတန်ဝဲလို့မဟုတ်ပါဘူးကျွန်တော်တို့ထွက်တဲ့အတန်အတွက်အတိုင်းသူတို့မထွက်တတ်လို့လည်းမဟုတ်ပါဘူး သူတို့လည်းကျွန်တော်တို့အတန်ထွက်တယ်လို့ထွက်တဲ့အကြောင်းကိုညာလေးသက်အတန်ထွက်တွေကိုကြည်ချင်းအဖြစ်သိနိုင်ပါတယ်။ညာလေးသက်အတန်ထွက်တွေကိုသူတို့ခေါ်ဝေါ်အတန်ထွက်တဲ့အခါမှာကျွန်တော်တို့အတန်ထွက်တယ်လို့ပဲထွက်ပါတယ်။ဥမာစဉ်းစားဆိုရင်သူတို့ကလည်းစဉ်းစားလို့ပဲကျွန်တော်တို့အတန်ထွက်တဲ့အတိုင်းတခြားတဲ့ထွက်ပါတယ်။သူတို့စနစ်မှာကငါးသက်အတန်ဟာညာလေးသက်အတန်နဲ့ခွဲခြားပြီးတော့အတန်ထွက်ရမယ်လို့သူတို့ကသတ်မှတ်ထားတဲ့အတွက်တမင်ကွဲလွဲပြီးတော့ထွက်တာဖြစ်ပါတယ်။ဒါကြောင့်ငါးသက်အတန်ကွဲပြားခြင်းဟာလေယူလေသိမ်းမတူတာမဟုတ်ဘဲ အတန်ထွက်တဲ့စနစ်မတူတာသာဖြစ်ပါတယ်။ဟုတ်ကဲ့ဆရာဒါကငါ့တက်အတန်ထွက်တွေပေါ့မနဲ့တက်တဲ့မတက်အတန်ထွက်တွေမှာရောဘယ်လိုများကွဲလွဲတာမျိုးတွေရှိလဲဆရာ။ဆံမှာထွက်တာနဲ့နည်းနည်းလေးလွဲတဲ့ဟိုအတန်ထွက်နည်းနည်းလေးမတူဘူးပြလမ်းကတော့လမ်းပဲဒါပေမဲ့ကျွန်တော်တို့ကဆံမှာတော့ခပ်ဖို့ပေါ်ပဲလမ်းလို့ပြောလိုက်တာပဲရောတန်တွေကလမ်းဆိုပြီးတော့အဲ့လိုအဲ့လိုမျိုးပြောတာရှိတယ်အတန်ထွက်ကလေးတွေ သူတို့ရောယောဒန်နဲ့ထွက်ကြည့်စဉ်ယောသူနည်းနည်းခိုင်းကြည့်မယ်။လမ်းပန်းဆက်သွယ်ရေးဆိုပါတော့နော်။အဲ့လိုပြောမယ်။ဟုတ်ကဲ့ပြောပါ။လမ်းပန်းဆက်သွယ်လို့ပြောပါပါ။ဟုတ်ကဲ့ပြန်ပြောပြပါခင်ဗျ။လမ်းပန်းဆက်သွယ်ဒါတွေကတော့ငတ်တဲ့နဲ့မတ်သက်အတန်အတွက်ဒီမှာကွဲလွဲပုံတွေဖြစ်ပါတယ်။နောက်ထပ်တခြားကွဲလွဲပုံတစ်မျိုးကိုလည်းကျွန်တော်တို့ဆက်ပြီးတော့ကြည့်ကြရအောင်ပါ။ဒီဟိုသွားမလဲလို့မိနေကျမတို့က ဖေကိုတွားမလဲအဲ့လိုပြောတာဟုတ်အော်တိုမက်တစ်ကဖေကိုတွားမလဲဆိုကျွန်တော်တော့ဖေတွားမလဲလို့ပြောတာပါပေးသွားမလဲဆိုရင်ဖဲသွားမလဲလို့သူတို့ကပြောပါတယ်ကျွန်တော်တို့ခေါ်တဲ့ဆွေမျိုးတော်ဆက်ပုံဘာကြီးဘာထွေးဆိုရင်လည်းသူတို့ကအဖကြီးအဖလေးအဖထွေးစသဖြင့်ပြောပါတယ်ဘာအစားဖကိုပဲပြောပါတယ်ဘာထွေးဆိုလို့ရှိရင်လည်းဒွေးဆိုတဲ့စကလုံးအစမှာမူလစလုံးမောင်းအတိုင်းပဲထွေးလို့ပဲပြောပါတယ်အတန်အလေးတွေကိုသူတို့ သိမ့်မတုံဘူးဆိုတဲ့သဘောမျိုးပါ ဒါဆိုရင်လဲထားလို့ပဲသူတို့ကပြောပါတယ်ဟုတ်တယ်ဗျအရင်တော့ရေးတဲ့အတိုင်းပဲပေါ့နော်အဲ့ဒါကတော့ဒါကိုထားလို့ပဲတုံညတယ်အမထားပါတော့တမြောင်ဆိုလို့ရှိရင်ထမြောင်ပေါ့ဗျာဟုတ်ကဲ့ဗျဓမ္မဆိုလို့ရှိရင်အမပေါ့ထားလို့ပဲပြောတယ်ဓမ္မဆိုရင်ထမောက်ပေါ့ဆရာဆရာတော့သူတို့သူတို့စာရေးတဲ့ခါကျတော့ဘယ်လိုရေးလဲဆရာတကယ်လို့အဲ့ဒီဟာကိုကျွန်တော်တို့ရေးလို့ရှိရင်ဟိုအခုတော့ သက်ပုံတိုင်းကြည်ရတာပေါ့ဗျာသက်ပုံမှာဓာတ်ချိုင်နေဆိုတော့ဓာတ်ချိုင်နေရတာပေါ့သို့တော့ကျွန်တော်တို့သက်ပုံမှာဓာတ်ချိုင်နေရခဲ့တာကိုကကျွန်တော်တို့ကအတန်အတွက်တိုင်းရတာလေတကယ်အမှန်ရရမယ်ဆိုတော့ထပ်ဆင်တူနေရမှာပေါ့ရှိရတော့ကျွန်တော်ထပ်ဆင်တူပဲရတယ်သက်ပုံအမှန်ကထပ်ဆင်တူပဲကျွန်တော်တို့ရဲ့ဓာအတန်ပြောင်းထွက်တဲ့အတန်တွေဟာသူတို့အတွက်တော့မူရင်းအတန်အတိုင်းပဲထပ်ဆင်တူအတန်တွေပဲဖြစ်နေပါတယ်ကျွန်တော်တို့ဘာကုန်းတန်ပြောင်းထွက်တဲ့အတန်တွေကိုလည်းသူတို့ကမပြောင်းမဲ ဖောက်ထုတ်အတန်နဲ့ပဲထွက်ပါတယ်ဒီလိုအတန်ထွက်မတူတာနဲ့ပတ်သက်ပြီးတော့ဆရာကြီးဥထွန်းနေကအခုလိုရှင်းပြပါတယ်တေချာတာကဒီလိုဗျကျွန်တော်တို့မှာအတန်ပြောင်းလို့ရှိရင်ပထမခရာတွေပဲပြောင်းတယ်ဗျပထမခရာဆိုတာကကြီးတို့စလုံးတောင်းမှုပါစားပေါ့ကစတပါဆိုလေးလုံးကအတန်ပြောင်းသွားတယ်ဒါပေမဲ့ခစထဖာဆိုတဲ့ဒုတိယခရာလေးလုံးပေါ့ခကိုရဲ့စလီရဲ့ထတ်တင်တို့ရဲ့ဖောက်ထုတ်ကဲ့ ားကကျွန်တော်တို့အတန်မပြောင်းမရရောတံမှာအဲ့ဒီတိုင်းပဲပြောတယ်အခါခွေးဆိုရင်ခါခွေးပဲပြောတယ်ခုဒီကျွန်တော်တို့ကပြောတော့ဟင်းခွက်လို့ကားငယ်တန်းနဲ့ပြောင်းပြောမယ်ဟင်းခွက်လို့ပြောမယ်ရောကအတန်နဲ့ပြောရင်ဟင်းကတော့ဟောင်းပေါ့ဗျာခွက်ကတော့ခွက်ပေါ့ဗျာအဲ့တော့ဟောင်းခွက်လို့ပဲပြောတယ်ခါခွေးတန်းနဲ့ပဲပြောတယ်မပြောင်းဘူးသမင်းကျဲဆိုပါစို့ကျွန်တော်တို့ကဟိုသမင်းချက်တယ်လို့ကြိယာနေနဲ့ပြောတော့ခါခွေးတန်းနဲ့ပဲပြောတယ် ဒါပေမဲ့ဒါကဟိုစံမှာပြောတာစံမှာသမင်းချက်တယ်ဆိုရင်ခါခွေးတန်နဲ့ပြောတယ်ဒါပေမဲ့နံဖြစ်နေလုတ်ပြီးတော့သမင်းချက်လို့ပြောရင်တော့သမင်းသမင်းချက်တဲ့ပုံကိုပေါ့ဗျာကုတ်ပေါ့သမင်းချက်လို့ပြောရင်တော့ကျွန်တော်တို့ကားငယ်တန်ပြောင်းသွားတယ်သမင်းချက်လို့ဒါကနံပြစ်တဲ့ခါအတန်ပြောင်းသွားတယ်သမင်းချက်တဲ့ကရိယာသမင်းချက်နံကျော်မှာကသမန်းချက်တဲ့ level ကရိယာ level ခါခွေးတန်ပဲသမန်းချက်ဆိုရင် ခါဝေးတံပဲအဲ့တော့ဒီခါဝေးတံအားမပြောင်းဘူးခါဝေးတံမပြောင်းသလိုဆလိမ်မှန်သမျှလည်းကျွန်တော်မပြောင်းဘူးဆလိမ်မပြောင်းသလိုထပ်ဆင်ဓုမှန်သမျှလည်းမပြောင်းဘူးဖောက်ထုံမှန်သမျှလည်းမပြောင်းဘူးဒါကြောင့်ကျွန်တော်တို့အဲဆံမှာဘာကုန်းတံနဲ့ထွက်နေတာတွေမှန်သမျှကျွန်တော်တို့ကဖောက်ထုံတံထွက်တယ်ဒါကြောင့်သောသောပြောသွားတဲ့အချိန်မှကြာမှာပေါ့ပါဆိုရင်ပါလို့ပဲပြောတယ်ပေးဆိုရင်ဖယ်လို့ပဲပြောတယ်ဖယ်သွားမလဲဆိုရင်ဖယ်သွားမလဲလို့ပြောတာပေါ့ ဘာဟဲလဲဆိုပါဟန်းလဲလို့သူပြောမှာပေါ့ခောက်ထုတ်တယ်အဲ့တော့မပြောင်းတာကအဲခခွေးရဲ့ဆလင်းရဲ့ထတ်စင်တူရဲ့ဖောက်ထုတ်ကေကအတတ်မပြောင်းဘူးဗျရှာဟိုအဘတို့ဘာလို့အဘတို့ဘာလို့ဆိုရဲခေါ်မျိုးလဲသူတို့မှမရှိဘူးထင်တော့အဖပဲခေါ်ရထင်တယ်နော်အဘကိုအဲအဖပဲခေါ်တယ်အဘလို့မခေါ်ဘူးအဖပဲခေါ်တာပဲဟုတ်ကဲ့ဆရာဘိုးလို့လည်းမခေါ်ဘူးအဖိုးပဲခေါ်တာပဲဆရာဟိုဆရာကြီးကဘာကုန်းတန်တို့ဘာလို့တော်တော်နည်းမလားတော်တော်နည်းနေမလားအာတော်တော်နည်းတယ်ဘာကုန်းတန်က ကျွန်တော်ထင်တယ်ဘာဝန်တာမရှိတလောက်နေတယ်ဗျမရှိတလောက်နေတယ်ဘာကြောင့်လဲဆိုတော့ဒီဘာကုန်းကသူ့မှာရင်းမြစ်အနေကလည်းမရှိပဲဘူးရင်းမြစ်အနေမရှိတော့အတန်တွက်တဲ့ပဲသုံးတယ်ဆိုကျွန်တော်တို့ကအဲ့ဒီဖောက်ထုတ်ကို ဖောက်ထုတ်သမ်းပဲပြောနေတော့ဘာကုန်းဟာတော်တော်နည်းပါလေမရှိတလောက်နည်းပါလေကောင်းငယ်တန်တို့ဘာလို့ရောဆရာခေါက်တို့ဘာလို့ရောခေါက်ပဲပြောမှာပြောသလားကောင်းငယ်တန်ကတော့ဟုတ်တယ်ခေါက်ပြောတာပေါ့လေအဲ့ဒါကဒီလို ကောက်ပြောတယ်ဆိုတာဘာကြောင့်လဲဆိုကောက်ဆိုတာကကြီးရလာတာဘူးဗျကောက်တဲ့အရာမဟုတ်ကောက်ခေါ်တဲ့အဲ့ဒီကဆတာပါအတန်တည်းတော့ပြောင်းတယ်ဘုမပြသာပါတော့လူကြီးလူကောင်းလို့ရေးပေမဲ့သကကြီးကိုလူကြီးလူကောင်းလို့ကငယ်တန်နဲ့ပြောင်းတာပေါ့ကကြီးဆိုရင်ကငယ်တန်ပြောင်းတာပေါ့စလုံးဆိုရင်ဇာခွဲတန်ပြောင်းမှာပေါ့တောင်းမှုဆိုလို့ရှိရင်ဓာရွေးတန်ပြောင်းမှာပေါ့